ားလုံးပဲမင်္ဂလာပါ။တနင်္သာရီတိုင်းသတင်းဌာနရဲ့ podcast season ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့ဆောင်းပါရှင်သူရေးသားထားတဲ့ပြင်သစ်နိုင်ငံရဲ့နောက်ဆုံးကြန့်ရှိတဲ့သတင်းစာလက်ပွဲအယောင်သမားဆိုတဲ့ essay လေးကိုတင်ဆက်လိုက်ပါရစေ။ပြည်ထောင်နိုင်ငံရဲ့နောက်ဆုံးကြန့်ရှိတဲ့သတင်းစာလက်ပွဲအယောင်သမား ပါရင်မျိုးရဲ့လက်မပေါ်မှာသူနဲ့အတူသတင်းစာတွေကိုခစ်ပြန်ရောင်းချခဲ့သူတွေအနားယူသွားကြပြီ။သူတို့ရောင်းခဲ့တဲ့သတင်းစာတွေရဲ့ပုံနှိပ်စာစင်တွေလည်းရက်ဆိုင်သွားခဲ့ကြပါပြီ။ပုံနှိပ်သတင်းစာတွေရက်ဆဲသွားတာဟာဒိုင်နိုဆောတွေရဲ့ခင်ကြီးတစ်ခု꽌ပြောက်သွားသလိုပါပဲ။တချိန်ကတော့ကဖေးဆိုင်တွေဘားတွေနဲ့ပြည့်နှက်နေခဲ့တဲ့ပါရင်မျိုးကြီးရဲ့လမ်းတွေပေါ်မှာမနဲ့မိုးလေးနဲ့အခါသတင်းစာကိုဖြတ်ဖတ်ပြီး ဘာကြီးကိုတုံ့တန်းကြတာဟာပါရီမြို့သားတွေရဲ့ဘဝပေါ့သူတို့ရဲ့ရင်ခုန်တန်းပေါ့အလီအက်ကဘာကတော့ချီရင်ချင်းမှုကြီးကိုကြောပိုးမှာထမ်းပူထားတော့မှာပဲသူ့ကိုပြင်သိနိုင်ငံရဲ့နောက်ဆုံးကြံရှိတဲ့သတင်းစာလက်ပွဲအယောက်သမားလို့အသိမှတ်ပြုကြပါတယ်အခုထက်ထိပါရီမြို့ရဲ့လမ်းတွေပေါ်မှာသတင်းစာတချို့ကိုပွေပြီးရောက်နေတဲ့အလီအက်ကဘာကိုတွေ့နိုင်ပါတယ် ီအလုတ်ကို1994ခုနှစ်မှာ သူစလုပ်ခဲ့တာပါ အခုဆိုရင်နှစ်90ကျော်ကြာသွားခဲ့ပါပြီ သူက ပါကစ္စတန်နိုင်ငံရဝပင်ဒီမြို့စာတီဖြစ်ပါတယ်ခန္ဓာကိုယ်ပိမေပါပါမျက်မှန်အမဲတက်ထားတဲ့အလီဟာသတင်းစာရောင်းတဲ့နေရာမှာဖောက်တယ်တွေကိုဆွဲဆောင်မှုအတွက်မှုသားလှလှလေးတွေကိုသုံးလေးရှိသူပါစစ်ကြည့်ပြီးသွားပြီပူတင်ကသူ့ကိုခွင့်လွှတ်ပါလို့တောင်းပန်နေပြီဆိုတာမျိုးတွေသူအော်ဟင်းလေးရှိပါတယ် သူ့အလို့ကိုဆွဲမြဲမှုနဲ့ဟာရယအစွမ်းကြောင့်အလီဟာပါရီမြို့ယဉ်ကျေးမှုရဲ့အမှတ်လက္ခဏာတစ်ခုဖြစ်နေပြီလို့မြို့ခံနှုပညာလုပ်ငန်းလုပ်ကင်သူတဦးကဆိုပါတယ်တကယ်တော့လမ်းပေါ်မှာလက်ပွေရောင်းချသူတဦးအနေနဲ့အလီအက်ကပါဟာငယ်လှတော့တာမဟုတ်ပါဘူးသူအသက်80နှစ်နှစ်ရှိပါပြီသူအလုတ်ကတနေ့တနေ့ကို မိုင်နဲ့ချီပြီးလမ်းလျှောက်ရတာပါလက်မော်ဒီနဲ့ less အခုလိုသတင်းစာတွေကိုရောက်ချပါတယ်။သူ့ရဲ့ခေါင်းပေါ်မှာလည်း memory ကပေးတဲ့ကပ်အုပ်ထုံကိုဆောက်ထားပါတယ်။ကဖေးဆိုင်တက်ဆိုင်တဲ့ကို သူဝင်လိုက်တဲ့အခါသူနဲ့ခင်တဲ့ကျမရဲ့ပညာရှင်တဦးကအလီကိုလှမ်းမိတယ်။အလီရေနေကောင်းရဲ့လား။မင်းကခင်ဗျားကိုကျွန်တော်စိတ်ပူနေတာ။ရာသီဥတုကအယမ်းပူလို့ပါလို့ပြောပါတယ်။အလီကတော့ဘယ်တော့မှ အပြုံးမပြက်ပါဘူး။ ဒီထက်ပူပြင်းတဲ့အခြေအနေတွေကိုသူကြုံတွေ့ခဲ့ပြီးပါပြီ။ဒါပေမဲ့သူအုတ်ထုတ်ကလေးကိုချက်ပြီးဂျေဇူးတင်ကြောင်း သူပြန်ပြောပါတယ်။အီတလီကဖေးဆိုင်ဒီဇိုင်းကိုအလီဝင်ပါတယ်။ကဘာကျော်ဒီယောတစိတ်တွေ့အလုလုပေးနေတဲ့ဖက်ရှင်ပညာရှင်တူကသူ့ကိုနှွေးနှွေးထွေးထွေးနှုတ်ဆက်တယ်။ပြီးတော့မှန်းချစ်ချပါတယ်။အလီဟာမရှိမဖြစ်ပဲအကောင်းမြင်တဲ့သူကျွန်တော်တို့ခင်မှာတော့ရှားပါပဲလို့ဆိုပါတယ်။ ကလေးတယောက်ရဲ့ဝိညာဉ်ကိုတူထိမ့်သိမ်းထားနိုင်တယ်လို့ဆက်ပြောပါတယ်။အဲလီအက်ဂါဘာဟာ1953ခုနှစ်မှာ ပါကစ္စတန်ကကလေးဆယ်ယောက်ရှိတဲ့မိသားစုတွေကိုသူ့မွေးဖွားလာတာပါ။နှစ်ယောက်ကတော့ငယ်စဉ်ကတည်းကဆုံးပါခဲ့ပါတယ်။အမေကိုပန်းချံလေးပါတဲ့အိမ်လေးတအိမ်ဝယ်ပေးချင်ခဲ့တာကျွန်တော်အိမ်မယ်ပဲလို့အလီကယင်ဖွင့်ပါတယ်။နောက်တော့အသက်16နှစ်မှာအာဖဂန်နစ္စတန်အီရန်ဂရီးနဲ့ တရုတ်ပြည်ကိုလည်းသူရောက်ခဲ့တယ်။သူ့ရည်ရွယ်ချက်ကတော့ဥရောပကိုရောက်ဖို့ပါပဲ။သူမလုပ်ဘူးတဲ့အောက်ချင်းတဲ့အလို့ဆိုတာမရှိပါဘူး။ဂျန်တိုက်ပကန်စေးတွေ့ရအလို့အားလုံးကိုသူလုပ်ခဲ့ပါတယ်။ပါကစ္စတန်ကလွန်အောင်ပြေးပေမဲ့ပါကစ္စတန်ကိုပဲနှစ်ချိန်ပြန်ရောက်ခဲ့ပါသေးတယ်။သူ့မိသားစုကတော့သူယူနေပြီလို့ပဲထင်ခဲ့ကြတယ်။1993ခုနှစ်မှာတော့ပြင်သစ်ကိုသူအအောင်မြင်မြင်ရောက်လာခဲ့ပါတယ်။ ပါရီမျိုးရဲ့တံတားတွေအောက်မှာသူအိတ်ခဲ့ဘူးလေလူမျိုးရဲ့ခွဲခြားမှုတွေကိုခါခါတီးတီးရင်ဆိုင်ခဲ့ရတယ်1994ခုနှစ်မှာတော့အာဂျင်တီးနာចောင်းသားတယောက်ကသတင်းစာတွေကိုလက်ပွေရောင်းနေတာအလီတွေးတဲ့အခါအားကျသွားခဲ့တယ်ထဟာ သူ့ဘဝရဲ့ကြီးမားတဲ့အချို့အကွေ့ပါပဲလမ်းလျှောက်ချင်ပြီးလူတွေနဲ့ထိတွေ့ချင်တဲ့သူအတွေ့တော့ဒီအလောက်ကပြည့်ပြည့်စုံတယ်လို့ပြောရမှာပါဒီလမ်းတွေပေါ်မှာသတင်းစာရောက်ရင်းနဲ့ ကြော်ကြားတဲ့လူပေါင်းများစွာကိုသူ တွေးခဲ့ဖူးပါပြီ။ဒီထဲမှာပြင်သစ်သမ္မတ Francois Mitterrand နဲ့ American သမ္မတ Thierry Clinton တို့လည်းပါဝင်ပါတယ်။ Clinton ကသူ့ကိုပါကစ္စတန်မှာနေရတာအန္တရာယ်ကြီးတယ်လို့ပြောခဲ့တာသူအမှတ်ရတယ်။အဲ့ဒီအတွေ့အကြုံတွေအတွက်သူကသွေးကြီးသူတူမဟုတ်ပါဘူး။သူ့အတွက်အဓိကကအလုပ်ပါပဲ။အခုချိန်မှာ သူအဓိကရောင်းရတဲ့သတင်းစာကလေမော်ဒီပါ။တစ်ဆောင်ကို2ဒေါ်လာလောက်နဲ့ယူပြီ တစ်ဆလောက်နဲ့ပြန်ရောင်းတဲ့အခါတနည်းကိုဒေါ်လာ80လောက်သူဝင်ဝင်ရပါတယ်။နားတဲ့နေ့ဆိုတာမရှိသလောက်ပါပဲ။1989ခုနှစ်မှာအိမ်ထောင်ကျတဲ့အလီဟာသား၅ယောက်ထော်ခဲ့ပါတယ်။တူကတော့အော်ဒီဇင်ပါလာတဲ့အတွက်သူတို့ပိုကူယူဆိုင်ရတာပါ။အော့အော်ကိုယူဆရာအကောင်းဆုံးအပိုင်းကို အခုမှပြောရမှာပါ။မကြသေးမီကပဲအလီအက်ကပါကိုပြင်သစ်သမ္မတအီမန်နူရယ်မက်ဂရိုကလေဂျန်ဒီဟွန်နူရာဘွဲ့ပေးခဲ့ပါတယ်။ ပြည်သိနိုင်ငံရဲ့အမြင့်ဆုံးဂုဏ်ဥဆောင်ပွဲဖြစ်ပါတယ်။အခမ်းအနားနဲ့ပေးမှာဖြစ်ပါတယ်။ဒီဆုနဲ့ဆိုရင်ပြည်သိပတ်စပို့ကျွန်တော်ရနိုင်ပြီထင်တယ်လို့အလီကပြောပါတယ်။သူဟာအခုထက်ထိပြည်သိနိုင်ငံသားမဟုတ်သေးပါဘူး။ပြည်သိမှာနေထိုင်ခွင့်ရပေမဲ့နိုင်ငံသားဖြစ်ဖို့ရှောက်ထားတဲ့သူရဲ့ရှောက်လာဟာကျိုးနေစင်းတဲ့တွေကြမှာပျောက်ဆုံးနေစေပါပဲ။ပါရီမှာတည်င်းစာတွေကိုလက်ပွေရောင်းချနေသူတို့အုပ်ကိုတွေ့ရင်တော့အလီအက်ကပါဆိုတာသိချပါတယ် ဘာဖြစ်လို့လဲဆိုတော့သူဟာပြင်သစ်နိုင်ငံရဲ့နောက်ဆုံးကြက်ရှိနေတဲ့လက်ပွဲတင်းစားရောက်ချသူဖြစ်နေလို့ပါပဲအလီ အက်ကဘာဟာရွှေပြောင်းခြေချနေထိုင်သူတူအနေနဲ့သူရောက်နေတဲ့နိုင်ငံကိုဘလို့အကောင်းဆုံးအကျိုးပြုနိုင်တယ်ဆိုတော့နမူနာတစ်ခုပဲဖြစ်ပါတယ်သူ